ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာပါနေအေးပြီဆိုတော့လိုက်လွင်လို့ရပြီပေါ့ကဲအဓိကပြောမယ်အကြောင်းကတော့ဖွဲ့စည်းပုံပြင်းတဲ့အကြောင်းပဲဗျာနော်ဒီမိုကရေစီခက် NLD ခက်မှာဖွဲ့စည်းပုံတွေပြင်ကြတယ် ဘာဖြစ်လို့ဖွဲ့စည်းပေါ်ပြင်တာမအောင်မြင်ရတာလဲဒါ ਈ နပသက်ပြီးတော့နားလည်ဖို့เนาะအဲဥပဒေသဘောတရားတွေကိုနားလည်ဖို့2008ဖွဲ့စည်းပေါ်အခြေခံဥပဒေရဲ့ဖွဲ့စည်းပုံပြင်ဆင်မှုအတွက်ကိုအခန်းစနစ်အလွယ်မှတ်ဤလင်္ကာလေးကို ဝင်မြပေးမှာဖြစ်ပါတယ်အဲ့တော့အခန်းစနစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုတဲ့ အခန်းစနစ်ကိုပြောဖို့ဆိုတာကမြန်မာနိုင်ငံမှာရှိတဲ့လွတ်တော်မှာလွတ်တော်မှာကိုယ်စလဲဘယ်နှယောက်တက်လဲဆိုတာကိုအရင်သိဖို့လိုအပ်တယ်ဗျအဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာကဖွဲ့စည်းပုံအခြေခံဥပဒေမှာကပြည်ထောင်စုလွတ်တော်ဆိုတာရှိတယ် ပြည်သူလွတ်တော်ရဲ့အောက်မှာပြည်သူလွတ်တော်ဆိုတာရှိတယ်။နောက်တစ်ခါအမျိုးသားလွတ်တော်ဆိုပြီးတော့ရှိတယ်။အဲ့တော့ပြည်သူလွတ်တော်အမျိုးသားလွတ်တော်အမျိုးသားလွတ်တော်ကိုတော့ကျွန်တော်တို့ကလူမျိုးစုလွတ်တော်လို့လည်းခေါ်တယ်ဗျ။နော်။အဲ့ဒီလွတ်တော်နှစ်ခုလုံးပေါင်းပြီးတော့ပြည်သူလွတ်တော်နဲ့အမျိုးသားလွတ်တော်နှစ်ခုလုံးပေါင်းပြီးတော့ကျွန်တော်တို့ကပြည်တော်စုလွတ်တော်လို့ခေါ်တယ်။နံပါတ်၁ဒါကိုအရင်စသိရအောင် ဟုတ်ပြီအဲ့တော့ကျွန်တော်ကလွတ်တော်ဘယ်နှခုရှိလဲသိပြီဖြစ်တဲ့အခါကျတော့လွတ်တော်မှာအရင်အတွက်ဘယ်လောက်ရှိလဲဆိုတာကိုတီးဖို့လိုပြန်ကောအဲ့တော့ဂျေဆုပြုပြီးတော့ဖွဲ့စည်းပုံအခြေခံပြင်ဆင်ဖို့အတွက်ကိုလာနားထောင်တဲ့သူတွေကလိုက်လေးတွေပေးပါနော်နံပါတ်1လိုက်ပေးပါနံပါတ်2ကွန်မန့်မှာတခုခုရေးသွားပါနော် like ပေးပါ comment မှာတခုခုရေးသွားပါ like ပေးမယ်ဆိုမှသူကတခြားသောနိုင်ငံသားတွေကို YouTube ကဝင်မျှပေးတာဖြစ်ပါတယ် like များလေသူကမြန်မာတနိုင်ငံလုံးကိုဖြန့်လေပဲဗျတော့ဒီဖွဲ့စည်းပုံပြင်တာနဲ့ပတ်သက်ပြီးတော့နိုင်ငံသူနိုင်ငံသားတွေအားလုံးကိုသိစေခြင်းလို့ကျွန်တော်ကဝင်မျှပေးတာဖြစ်ပါတယ်အဲ့တော့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေရှိရောက်ရှိအောင်လို့ဒီမှာလာကြည့်တဲ့သူတွေက like ကလေးတွေနှိပ်ဖို့လိုအပ်ပါတယ်เนาะ ဲ့တော့ကျွန်တော်တို့ကလွတ်တော်ပြောပြွားပြီပြည်တော်စုလွတ်တော်အောက်မှာပြည်သူလွတ်တော်အမျိုးသားလွတ်တော်ဆိုတာရှိတယ်ပြောပြွားပြီအဲ့တော့ပြည်သူလွတ်တော်မှာအရေးအတွက်ဘယ်လောက်တက်ကြသလဲနော်ပြည်တော်စုလွတ်တော်မှာအရေးအတွက်ဘယ်လောက်တက်ကြသလဲဟိုတနေ့ကညားလဲကျွန်တော်ပြောသွားတယ်ပေါ့နော်အဓိကကျွန်တော်တို့ကရွေးကောက်ပွဲအောင်မြင်ခြင်းမအောင်မြင်ခြင်းကပြည်တော်စုလွတ်တော်မှာတက်လာတဲ့အမတ်အရေးအတွက်ကိုပဲကြည့်ရတာနော်အဲ့တော့ပြည်တော်စုလွတ်တော်မှာ တက်တဲ့အရေးအတွက်အကုန်လုံးကပြည်သူလူထုမှာတက်တဲ့သူတွေရောပြည်တော်အမျိုးသားလူထုမှာတက်တဲ့သူတွေရောအကုန်လုံးပြည်တော်စုလူထုကိုတက်ကြတာအရေးကြီးဆိုတွေဆိုပြည်တော်စုလူထုမှာပဲဆွေးနွေးရတာအောက်တဆင့်မှာသူတို့ကဆွေးနွေးတာပြည်သူလူထုမှာတဆင့်ဆွေးနွေးတယ်မျိုးသားလူထုမှာတဆင့်ဆွေးနွေးပြီးတော့မှပြည်တော်စုလူထုမှာအတူပြုဆုံးဖြတ်ချက်ချကြတာအဲ့တော့ပြည်တော်စုလူထုမှာအဓိကဖွဲ့စည်းပုံပြင်ဖို့ဆိုတဲ့အတူပြုချက်ကပြည်တော်စုလူထုဖြစ်တယ်ဗျအဲ့တော့ပြည်တော်စုလူထုမှာရှိတဲ့ အမတ်အရေးအတွက်သိဖို့လိုအပ်တယ်ဖွဲ့စည်းပုံပြင်ဖို့ဆိုတာကအဲ့ဒါပဲပြည်တော်စုလွတ်တော်မှာရှိတဲ့အမတ်အရေးအတွက်ကကျွန်တော်ကအားလုံး654ယောက်ရှိတယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာအဲ့တော့654ယောက်မှာပြည်သူလွတ်တော်ဥစားအရက်သားကိုယ်စားလဲဘယ်လောက်ရှိသလဲတမတော်သားကိုယ်စားလဲဘယ်လောက်ရှိသလဲဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုအပ်တယ်အဲ့ဒီမှာ654ယောက်ထဲမှာတမတော်သားကိုယ်စားလဲက 166ရောက်ပါတယ်တမရသားကိုယ်စားလှယ်166ရောက်ရဲ့ကျတို့ရသားကိုယ်စားလှယ်488ရောက်ရဲ့အားလုံးပေါင်းလိုက်လို့ရှိရင်654ရောက်ကပြည်တော်စုလွတ်တော်မှာတက်တယ်အဲ့တော့ပြည်တော်စုလွတ်တော်မှာတက်လာတဲ့သူတွေကအဲ့ဒီသူတွေရဲ့85ရာခိုင်နှုန်းကျော်ကဖွဲ့စည်းပုံကို ပြင်ဖို့စဉ်းစားရတာဖြစ်တယ်ဗျာ ဒါဆိုရင်ကျွန်တော်ဖွဲ့စည်းပုံပြင်တဲ့အကြောင်းကိုကျွန်တော်စစစဉ်းစားရအောင်။ NLD ခင်မာကဖွဲ့စည်းပုံကိုပြင်ဖို့စ조사တော့43အဲ436ဟဲ့436ကာကြီးခါခွေနှစ်ခုလုံးကိုပြင်ဖို့조사တာပေါ့။အဲ့တော့436ကာကြီးမာကပုံမှာ65ခုပါတယ်။နော်။ကျန်တဲ့ပုံမှာတွေအကုန်လုံးက436ခါခွေမှာပဲပါတယ်။ အရင်ဆိုတော့သူတို့ကပြင်ကျင်တာက436ကာကြီး59စာလုံးကလည်း436ကာကြီးမှာပါတာဒေါ်စန်းစုကြည်တမရဖြစ်ဖို့ဆိုရဲပုံမှာက436ကာကြီးမှာပါတာအဲ့တော့သူတို့က436ကိုအဓိကပြင်ကျင်436ကာကြီးကိုအဓိကပြင်ကျင်တာဒါဆိုရင်ကျွန်တော်တို့ကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက်ကို လင်္ကာလေးတွေအရင်နားလည်ဖို့လိုအပ်တယ်နော်လင်္ကာလေးတွေအရင်နားလည်ဖို့လိုအပ်တယ်ကျွန်တော်ကလင်္ကာလေးတွေနဲ့မှတ်ပြီးမှာ ဲ့တော့အခန်းစနစ်၂008ဖွဲ့စည်းပုံအခြေခံဥပဒေအခန်းစနစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာပုံမှန်အားလုံး433 434 435 436ဆိုပြီးတော့ပုံမှန်၄ခုပဲရှိတယ်။အဲ့တော့ဖွဲ့စည်းပုံကိုလေ့လာနေတဲ့သူတွေနော်ပိုလိုက်တကယ်နဲ့ပတ်သက်ပြီးတော့လေးလာနေတဲ့သူတွေတော့ကလွတ်တော်တက်မဲ့ကိုယ်စလဲအမတ်လောင်းနေကျွန်တော်လေးရတဲ့လင်္ကာလေးကိုတခါတည်းမှတ်သွားเนาะ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အခန်းဆက်နှစ်အလွယ်မှန်နည်းလင်္ကာနော်အဲ့ဒါဘာလဲ433 434 435 436အဲ့ဒီ၄ခုကိုအလွယ်မှတ်ကြမယ်အဲ့တော့ကျွန်တော်ကတော့လင်္ကာလေးရေးထားတာပေါ့နော်ကျွန်တော်ကတော့လင်္ကာလေးရေးထားပါတယ် တော့အဲ့ဒီလင်္ကာလေးကိုကျွန်တော်တို့ဆွံ့ရကြမယ်နော်အဲ့တော့433 434 435အဲ့ဒီဥစ္စာတပိုင်းကိုကျွန်တော်လင်္ကာလေးအရင် ပြောမယ်ပေါ့နော်အဲ့တော့တေချာနားထောင်ပါ433အရာပြင်လို့လေးင်ကာကြီးအဆိုကိုမူချမ်းတင်အချားအဆိုတွေမပါရခါခွေးဟုမှတ်ထားကြတဲ့အဲ့တော့433 ကာကြီးခါကွေးကိုလင်္ကာလေးနဲ့အလွယ်မှတ်တာပြန်ယူပေးမယ်ပြီးရင်လင်္ကာလေးကိုရှင်းပြရမယ်လေးသုံးသုံးရပြင်လို့လျင်ကာကြီးစုကိုမူကြမ်းတင် အချားစုတွေမပါရခါကွေးဟုမှတ်ထားကြတဲ့ဟုတ်ပြီအဲ့တော့ပုံမှန်433ရဲ့အခန်းဆက်နှင်းပုံမှန်433ရဲ့သဘောကဘာပြောတာလဲဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မယ်ဆိုလို့ရှိရင်ပြင်ဆင်လိုပါကနော်ကာကြီး ာကြီးဆိုကိုမူချမ်းတင်ကာကြီးမှာဘာပြောတာလဲဆိုရင်ကိုပြင်ကျင်တဲ့အဆိုကိုဥပဒေမူချမ်းအရင်ရေးရတယ်ကိုပြင်ကျင်တဲ့အဆိုကိုဥပဒေမူချမ်းအရင်ရေးရတယ်အဲ့လိုရေးတဲ့အခါမှာနော်ခါခွေးမှာဘာပြောတာလဲသူတို့အဆိုတွေရှုပ်ရှက်ခတ်ပြီးမရေးရဘူးနော်အခြားဆိုတွေမပါရခါခွေးဥမှတ်ထားကြကိုကတစ်လုံးဆိုတစ်မျိုးဆိုတစ်မျိုးပဲပြင်လို့ရမယ်ဥပမာအလွယ်ပြောမယ်ဆိုရင် ရန်ကုန်ကနေမန္တလေးကိုထီးသွားရောက်သည်ယထာပြည့်ထီးသွားရောက်သည်ဆိုပါစို့အလွယ်လေးရန်ကုန်ကနေမန္တလေးကိုယထာပြည့်ထီးသွားရောက်သည်ဆိုရင်အဲ့ဒီမှာအဆိုလေးခုပါတယ်ရန်ကုန်ရဲ့မင်္ဂလာပါမန္တလေးရဲ့ယထာနဲ့ဈေးရောက်လာရဲ့ဆိုပြီးတော့ဇကယ်ပြည့်၄ရက်ပါတယ်ဥပမာအဲ့ဒီဇကားထဲမှာအဲ့တော့ယထာနဲ့ဆိုယထာနဲ့ရောက်မယ်စားတင်းမောနဲ့ရောက်မှာလားအဲ့လိုပြင်မယ်ပေါ့ယထာနဲ့သွားမရောက်တင်းမောနဲ့ရောက်မယ်အဲ့ဒီလိုအဆိုတစ်ခုပဲပြင်လို့ရမယ် နော်ရန်ကုန်လည်းပြင်မယ်မန္တလေးလည်းပြင်မယ်ဈေးရောက်လာလို့လည်းပြင်မယ်စသဖြင့်တကြောင်ပုံမတစ်ခုလုံးပြင်ခွင့်မရှိဘူးစပြင်မယ်ဆိုလို့ရှိရင်အစိုးရတမျိုးပဲထားရမယ်အစိုးရရှုပ်ရှက်ခတ်လို့မရဘူးဒါကြောင့်မလို့အခန်းစနစ်ပုံမ433တဘောက433ရပြင်လို့လျင်ကာကြီးအစိုးကမူကြမ်းတင်ပုံမခွဲကာကြီးမှာကကိုပြင်ကြီးနဲ့အစိုးကမူကြမ်းဥပဒေရေးပြီးတော့တင်ရမယ်ပြွာလို့ရှိရင်အဲ့ဒီမူကြမ်းထဲမှာ ခါခွေးသဘောအရာတခြားသောအဆိုးတွေရှုပ်ရှက်ခတ်ပြီးတော့ရေးထားလို့မရဘူး။ဒါကိုစပြောတာဖြစ်ပါတယ်။ဒါဆိုရင် ပုံမှန်၄33ကာကြီးကာဝေးသဘောကို လင်္ကာလေးနဲ့နားလည်သွားပြီ။အဲ့တော့၄3လေးနဲ့၄35ကိုလင်္ကာလေးနဲ့ကျွန်တော်တို့ထပ်ပြီးတော့မှတ်ကြမယ်။လေးသုံးလေးနဲ့မူချမ်းကိုပြည်တော်စုစုတွင်းမယ်ဆိုလေးသုံးကားနဲ့ကိုယ်စလဲ20လုံးကတင်ပြမယ် ထိုကဲ့သို့တင်လာမှပြည်တော်စုကဆွေးနွေးကြတဲ့အဲ့တော့ပုံမှန်434မှာ ပြောထားတာကစစကတင်တဲ့433ရတင်တဲ့မူကျန်းကဘယ်ကိုတင်ရမှာလဲပြည်တော်စုလွတ်တော်ကိုတင်ရမှာပြည်တော်စုလွတ်တော်မှာပဲအဓိကဆွေးနွေးရမှာเนาะဒါကြောင့်မလို့434နဲ့မူကျန်းကိုပြည်တော်စုတို့တွင်းမယ်ဆိုပြီးကျွန်တော်ကလင်္ကာလေးစရေးပြီးတာအဲ့တော့435နဲ့ကိုယ်စလဲ20လုံးကတင်ပြမယ် တော့ပုံမှန်435မှာဗာပြောရတာလေပုံမှန်435မှာကဒီပြည်တော်စုလွတ်တော် အရှိတဲ့ကိုယ်စားလှယ်25ရာခိုင်နှုန်းကတင်ပြရမယ်နော်အဲ့ဒီမူကြမ်းကို20ရာခိုင်နှုန်းကတင်ပြရမယ်ဒါလေးကိုတော့ဆွေးနွေးပေးပါလွတ်တော်ကြီးလွတ်တော်ဥက္ကရာကြီးဆိုပြည်တော်စုလွတ်တော်ကိုတင်ပြ20ရာခိုင်နှုန်းကစစက654ယောက်ရဲ့ပြည်တော်စုလွတ်တော်မှာရှိတဲ့ကိုယ်စားလှယ်654ယောက်ရဲ့ 20ရာခိုင်နှုန်းကတင်ပြရတယ်ထိုကဲ့သို့တင်လာမှပြည်တော်စုကဆွေးနွေးကြအဲ့ဒီလို20ရာခိုင်နှုန်းကတင်ပြတဲ့ခါကျမှပြည်တော်စုလွတ်တော်မှာရှိတဲ့ကိုယ်စလဲ654ဦးကနေပြီးတော့ဆွေးနွေးခွင့်ရှိတာဗျဒါကြောင့်မလို့ပုံမှန်434 435လင်္ကာလေးက434နဲ့မူကြမ်းကိုပြည်တော်စုတို့တွင်းမယ်ဆို435နဲ့ကိုယ်စလဲ20နှုန်းကတင်ပြမယ် ထိုကဲ့သို့တင်လာမှပြည်တော်စုကဆွေးနွေးကြတဲ့အဲဒါကအခန်းဆက်နေဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့အတွက်ကိုနော်ပုံမှန်433 433 435ကိုလင်္ကာလေးနဲ့အလွယ်မှတ်တဲ့သဘောဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖွဲ့စည်းပုံကိုပြင်ဖို့433 433 435ကိုတူပြီးဆိုတော့436ကာကြီးခါခွေးကိုအလွယ်မှတ်ဖို့ကျွန်တော်စက်စင်းစားကြရအောင်နော် ဲ့တော့436မှာပြောရတဲ့သဘောက၄ငါးလေးကိုကျွန်တော်ပြောမယ်436ကာကြီးမှာ85ကြော်ကလက်ခံကပြီလုံးကျပွဲကျင်းပရာထောက်ဝက်ကြော်ဆန္ဒမယ်ပြင်စင်ရမည်ပဲတဲ့နော်အဲ့တော့436ကာကြီးမှာက436ကာကြီးမှာရှိတဲ့ပုံမှန်65ခုကိုပြင်ကျင်းနေဆိုလို့ရှိရင်စစောကလှွတ်တော်မှာရှိတဲ့ကိုယ်စလဲ နော်654ရောက်ထဲရမှာ85ရာဂိုင်းနှုံးကျော်ကထောက်ခံရတယ်။တရားကြည့်မယ်နော်85ရာဂိုင်းနှုံးကျော်ကထောက်ခံရတယ်။ဒါပေမဲ့အဲ့ဒီထောက်ခံချက်တစ်ခုတည်းနဲ့ပြင်လို့ရသေးလားဆိုမရဘူးဗျ။ပြည်လုံးကျွပွဲစင်းပါရာပြည်သူတွေစီကိုတင်ပြရမယ်။ပြည်လုံးကျဆန္ဒခံယူပွဲလုပ်ရမယ်။အဲ့ဒီလိုလုပ်တဲ့ခါကျရင်ပြည်သူတွေတည်းရမှထောက်ဝက်ကျော် ပြည်သူထောက်ဝက်ကျော်ကနေပြီးတော့ဆန္ဒပြုတယ်ထောက်ခံပါတယ်ဆိုတဲ့ဆန္ဒပြုမှထောက်ဝက်ကျော်ဆန္ဒမဲ့ပြင်ဆင်ရမည်ပဲတဲ့နော်85ရာခိုင်နှုန်းကျော်ကလည်းထောက်ခံတယ်ပြည်သူကလည်းထောက်ဝက်ကျော်ထောက်ခံတယ်ဆိုရင်အဲ့ဒီပုံမှာ436ကာကြီးကိုပြင်လို့ရပါတယ်အဲ့တော့လင်္ကာလေးကိုပြန်ယူမယ်436ကာကြီးမှာ85ကျော်ကလက်ခံကပြည်လုံးကျွပွဲကျင်းပရာထောက်ဝက်ကျော်ဆန္ဒမဲ့ပြင်ဆင်ရမည်ပဲတဲ့ နော်၄36ခါဝေးကြတော့တခြားပုံမှားတွေအကုန်လုံးပေါ့၄36ကာကြီးမှာကပုံမှား65ခုတခြားပုံမှားတွေအကုန်လုံးက၄36ခါဝေးမှာပါတာအဲ့တော့၄36ခါဝေးကိုပြင်မယ်ဆိုလင်္ကာလေးရပါလေခါဝေးမှာဆိုတာကပြင်စင်လို့တဲ့တခြားဟာ85ကျော်ပဲလို့တော့မှာတဲ့အဲ့တော့၄36ခါဝေးကိုပြင်မယ်ဆိုလို့ရှိရင်တော့ပြည်သူဇာနာခံယူပွဲမလိုဘူးဗျနော်အိုးလွတ်တော်ကိုစလဲ 85ရာဂိုင်းနှုံးကြော်ပဲလိုတယ်နော်လွတ်တော်ကိုယ်စလဲ85ရာဂိုင်းနှုံးကြော်ပဲလိုတယ်အဲ့တော့4 3 6မှာကပုံမှန်95ဦးရှိတယ်တခြားပုံမှန်တွေက4 6ခါခွေးမှာရှိတယ်4 6ကာကြီးကိုပြင်ကျင်ရင်ကိုယ်စလဲပေါင်းပြည်တော်စုလွတ်တော်မှာရှိတဲ့ကိုယ်စလဲပေါင်း85ရာဂိုင်းနှုံးကြော်ကထောက်ခံရတယ်ပြီးွားရင်ပြည်သူထောက်ဝတ်ကြော်ကထောက်ခံရတယ်ဒါဆိုရင်4 6ကာကြီးပြင်လို့ရတယ် ဒီဆုံးရောက်ခါခွဲကိုပြင်မယ်ဆိုလို့ရှိရင်တော့ပြည်သူထောက်ခံချက်မလိုဘူး85ရာခိုင်နှုန်းကျော်တော့ပြည်တော်စုလွတ်တော်မှာရှိတဲ့ကိုယ်စားလှယ်654ရောက်ထဲရမှာ85ရာခိုင်နှုန်းကျော်ကထောက်ခံမှာနော်ပြင်လို့ရပါတယ်နော်အဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း7နှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုတဲ့ခေါင်းစဉ်လေးကိုအလွယ်မှတ်ဤလင်ကကျွန်တော်အစအဆုံးပြရွတ်ပြပေးပါမယ်။ လေ33ရပြင်လို့လင်ကာကြီးစုကိုမူချမ်းတင်အခြားစုတွေမပါရခါခွေးဟုမထားကြလေ33နဲ့မူချမ်းကိုပြည်တော်စုတို့တွင်မယ်ဆိုလေ33နဲ့ကိုစလဲ20နှုံးကတင်ပြမယ်ထိုကဲ့သို့တင်လာမှပြည်တော်စုကဆွေးနွေးကြလေ33ကြောက်ကာကြီးမှာခုနစကားကြော်ကလက်ခံကပြည်လုံးကျွယ်ကျင်းပါရာထောက်ဝက်ကျော်ဆန္ဒမဲ့ပြင်ဆင်ရမည်ပဲ။ ခါဝေးမှာဆိုတာကပြင်စင်လူတဲ့တခြားဟာ85ကျော်ပဲလူတော့မှာတဲ့ဒါကအဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့အလွယ်မှန်နည်းလင်္ကာလေးဖြစ်ပါတယ်အဲ့တော့ဒါကိုအချုပ်ပြီးပြောမယ်ဆိုရင်လွယ်လွယ်လေးပါ ကျွန်တော်တို့အဖွဲ့စည်းပုံအခြေခံဥပဒေပြင်ကျင်နေဆိုရင်နှစ်မျိုးပဲရှိတယ်ပုံမှန်95ခုပါတဲ့436ကာကြီးတခြားပုံမှန်တွေပါတဲ့436ခါခွေးအဲ့နှစ်ခုပဲအဓိကပြင်ရမှာ အဲ့တော့အဲ့လိုပြင်မယ်ဆိုရင်ဘယ်လွတ်တော်မှာဆုနေရမှာလဲပြည်တော်စုလွတ်တော်မှာပဲဆုနေရတယ်အဲ့ဒီလွတ်တော်မှာကိုယ်စလဲပေါ့ဘယ်လောက်ရှိလဲ654ယောက်ရှိတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ပြင်ကျင်နဲ့ပြင်ကျင်လာပြီဆိုရင် ပြင်စင်ကြုံနဲ့သကရက်နဲ့ပတ်သက်ပြီးတော့ဥပဒေမူကြမ်းအရင်ရေးရတယ်ရေးပြီးလို့ရှိရင်ပြည်တော်စုလွတ်တော်ကို တင်ပြရတယ်လွတ်တော်ကိုတင်တဲ့ခါကျရင်85ဟိုလား20ရာခိုင်နှုန်းကတင်ပြရမယ် နဇေယာကန်တော့တင်ပြရဲဆိုမှပြည်တော်စုလွတ်တော်မှာရှိတဲ့ကိုစလေပေါင်း600နဲ့54ယောက်ကစွန်းနေရမယ်အဲ့ဒီလိုစွန်းနေတဲ့ခါကြလို့ရှိရင်အဲ့ဒီ654ယောက်ထဲက85ယာဂိုင်တော့ဂျော်ကထောက်ခံမှပြင်လို့ရမယ်65ဟို43ယောက်ကာကြီးရတော့အဲ့ဒီ85ယာဂိုင်တော့ပြင်ကိုပြည်သူထောက်ခံချက် ထောက်ဝက်လိုပါတယ် ဒီဆုံးရောက်ခါခွေးရတော့ပြည်သူထောက်ခံချက်မလိုပါဘူးကိုယ်စလဲ85ရာခိုင်နှုန်းကျော်ထောက်ခံရင်ပြင်လို့ရပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်ကျွန်တော်ဒါလေးတွေကိုဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့အလွယ်မှန်ဒီလင်္ကာလေးတွေနဲ့ဖွဲ့စည်းပုံကိုနားလည်အောင်လို့ဝေမျှပေးနေတာတော်တော်လေးများနေပါပြီเนาะအဲထောက်လျှောက်ကြည့်တော့ဝေမျှပေးလို့မရဘူးဗျာဘာလို့ဖွဲ့စည်းပုံဆိုတာကြီးကအရန်ဤတယ်တော်ရုံတော်ရုံလဲအဲ့လိုတောက်လျှောက်ယူနားထောင်ခြင်းနဲ့စိတ်မရှိဘူး ပြီးတော့ပြည်သူတွေကလည်းအဲ့ဒါတွေစိတ်ဝင်စားဘူးကျွန်တော်ကစိတ်ဝင်စားတဲ့လူတယောက်နှစ်ယောက်တည်းပဲလွှတ်တော်တက်မဲ့သူတွေပါတီဝင်တွေပြီးတော့နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူအ ਨੇ ချင်းတယောက်နှစ်ယောက်တည်းပဲကျွန်တော်အဓိကပြောတာမဟုတ်လို့အဲ့ဒါကြီးကိုကျွန်တော်ကလာလာကြည့်တဲ့သူကအများစုကပြည်သူတွေပဲလေပြည်သူတွေကအဲ့လောက်ထိနားမလဲတဲ့ခါကျတော့ဟုံသွားမှာဆိုလို့ကျွန်တော်တောက်လျှောက်မပြောဘဲနဲ့အဲ့လိုပြတ်တောက်ပြတ်တောက်နဲ့ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးလင်္ကာလေးတွေကိုနည်း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 ကျွန်တော်ဝေမျှပေးသွားတာဖြစ်ပါတယ် နော်ဒါဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့အခန်းဘလောက်လဲပုံမှန်ဘဏ္ဍခုလဲဘယ်ပုံမှန်တွေလဲသိရှိပြီးဖြစ်ပါတယ်နော်အခန်းစနစ်ဖွဲ့စည်းပုံပြင်ဆင်ခြင်း433 434 435 436 436အဓိကပြင်တာက436မှာကာကြီးပုံမှန်ပေါင်း65ခုရှိမယ်ခါခွေရတခြားပုံမှန်တွေရှိမယ်ဒါပဲအဲ့ဒီမှာရှုပ်ဝက်ချက်ရှိတယ်တချို့ကဖွဲ့စည်းပုံကိုပြင်လို့မရဘူးပြောတယ်ပြင်လို့ရတာပေါ့ 槟路也得来，变城为北路来的，就是破水泵，槟路，变城建筑的钢筋包拉拉嘞，可能是俺也该弄脚住的个，新鲜嘞吧？喏，所以说,说朝、啊啊，朝阳阿是重要个，喏、啊，可能是俺也该弄脚。朝阳阿是重要个，可能是俺也该弄脚住的个，就那个，就说实话，表达嘞哩，比榔是热多嘛？朝阳阿是喏。 旅游波，咯？瞧俺是旅游了，今个比较难咯。哎，瞧呀，俺是旅游耶，旅游车妈，嘛。伢大哥子来可能是伢伢该弄事的，好不呢，伢大哥子来可能是伢伢该弄事的，可能是家伢该弄酒了，不来说。可能是瞧股表了，这八三万八三百多比较下嘛，进步啊！万八三多下来就这个，说实个比较多了嘛。 488ယောက်က85ရာခိုင်နှုန်းတက်မတော်သားကိုယ်စားလှယ166ယောက်အဲ့ဒီ166ယောက်ထဲက1%ကိုမစွဲနိုင်ဘူးလား1%ဆိုတာ4ယောက်ထဲ166ယောက်ထဲက1%ဆိုတာ4ယောက်ထဲတက်မတော်သားကိုယ်စားလှယ်25ရာခိုင်နှုန်းကနေပြီးတော့4ယောက်ကိုရအောင်မင်းမစွဲနိုင်ဘူးလားစွဲနိုင်တယ်ဆိုရင်80ဖွဲ့စည်းပုံမှာပြင်လို့ရပါပြီဟမ် အခုကအဲ့ဒီ၄ယောက်ကိုမဲဆော်ရုံမပြောနဲ့ဒီ85ရာခိုင်နှုန်းတော့488ယောက်ကိုယ်စားလှယ်တွေတယောက်နဲ့တယောက်တောင်မညီတာဖွဲ့စည်းပုံဘလို့ပြင်ပါလဲပြင်လို့ရအောင်လဲတေချာထားပေးတာတယ်ပြင်လို့ရအောင်လဲပုံမှန်တွေစနစ်တကျရေးပေးထားတယ်ကိုယ့်အကိုမစီလုံးမဲ့ကိုယ်85ရာခိုင်နှုန်းတော့ကိုယ့်အကိုမစီလုံးကြပဲနဲ့ဟို25ရာခိုင်နှုန်းက1%ကိုဘလို့ဆွဲလို့ရမှာလဲ ပြောတော့ယင်ကြားစေယေရှုတကယ်တော့ဘာမှယင်ကြားမစေွားဘူး85ရာခိုင်နှုန်းတော့စီးရလို့မဖြစ်သွားနိုင်ပဲအပြင်သူကသူဟိုဘက်က1%မရတာကိုအပြစ်တင်မြင်ပြီးတော့ပြင်မရဘူးပြင်မရဘူးဆိုတော့អော်ပြီးတော့တိတ်ခါချသွားတာတတ်မတော်ဘူးအဲ့လိုလေးတွေရှိတယ်ဗျနော်အဲ့တော့လိုက်ပြီးွားလိုက်ကကျွန်တော်ခဏလေးပဲတွင်တာပါနော်လိုက်ပြီးသွားရင်အစဆုံးပြန်နားထောင်ပြီးတော့တေချာရေးမှတ်ထားကြ မိမိဟာပါတီဝင်နေဆိုရင်မိမိဟာကိုယ်စားလှယ်လောင်းဆိုရင်မိမိဟာနိုင်ငံအရေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်မိမိဟာဖွဲ့စည်းပုံကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အခုခဏနေလိုက်ချတော့မှာလိုက်ချပြီဆိုတော့ ਨੇ ဒီလိုက်တွေကိုပြန်ကြည့်ပြန်ကြည့်ပြန်ရေးမှတ်ပြီးလင်္ကာလေးတွေပါပြန်ရေးမှတ်နော်အဲသူများတဲ့တာဟုတာနေစေရမယ်နော်ဒီလောက်ဆိုရင်အခန်းစနစ်ဖွဲ့စည်းပုံပြင်လာတဲ့ပတ်သက်ပြီးတော့အားလုံးခြုံပြီးတော့နားလည်မယ်လို့ထင်ပါတယ်ဒါဆိုကျွန်တော်ကွန်မန့်လေးတွေကိုတစ်ချက်ကြည့်ကြည့်ပြင်နော် ရွေးကောက်ပွဲရဲ့မဲပေးတင်တော်သို့မဟုတ်အကောင်းဆုံးအဖွဲ့အစည်း၃ဘွဲ့လောက်ရွေးချယ်၃၀ပြပါလားကျွန်တော်ကတော့ကျန်းခိုင်ရေးပါတီလည်းမဝင်ဘူးဗျကျန်းခိုင်ရေးပါတီဒီခါမှလည်းမသွားဘူးဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာအမျိုးသားကြိုးစည်းပွားကိုကာကွယ်ဆောက်ရှောက်တဲ့ပါတီဆိုလို့ကျန်းခိုင်ရေးပဲရှိတယ်အဲ့တော့ခင်ဗျားတို့ဘဲပေးရမှာကပါတီနှစ်ခုပဲရှိတယ 这个呢，大三呀，哎、嗯，那个了，帮 O B P 来，阿拉谁产呀，做没，喏，发表了嘞，这个是巴蒂蒂，乌丹水是低头他的，喏，这个怎样呢？就是包包来的，有家就是把国家喂少少没，少我也都把我家喂少少没巴蒂皮的，喏，苗家的，民 a 主义苗家的巴蒂蒂，这还是巴蒂皮的。 အဲတာဇညာကတော့ဖာဇပလမျိုးဆက်တစ်ပါတီဖြစ်တယ်ဦးနေဝင်းရဲ့အသွင်ပြောင်းပါတီမဆလအသွင်ပြောင်းပါတီကတာဇညာအဲ့တော့တာဇညာဒီလည်းပဲအမျိုးသားကျိုးစီးပွားဒုတော်ဝင်းသမောကာဝယ်မဲ့ပါတီဖြစ်တယ်အဲ့ဒီပါတီနှစ်ခုလုံးသာပေးလိုက်အဲ့ဒါစိတ်ချဆုံးပဲအဲ့ဒီပါတီတွေကပါတီအဲ့ဒီပါတီနှစ်ခုလုံးကဖွဲ့စည်းပုံတသက်ရှိတယ်မူတသက်ရှိတယ်ဝန်ထမ်းလူရွေးချယ်တာဆိုစနစ်တကျရှိတယ်တခြားပါတီတွေလို့ဘယုတ်ပရက်မရှိဘူး ကျန်းခါရေးနဲ့တဆညာသည်စနစ်ကျထားပြီးသားသူ့ရဲ့ stretcher သူ့ရဲ့ system ကပုံစံကျထားပြီးသားအဲ့ဒီနှစ်ခုတာမဲပေးတဲ့အဲ့ဒါနိုင်ငံအတွက်စိတ်ချအောင်ပဲပြီးွားရင်မဲပေးမျက်နာတာလွှဲနေလိုက်တော့သူတို့ဆိုလို့ဒုတာဝေသုံးပါးကာကွယ်ဆောက်ရှောက်ဖို့နိုင်ငံကိုလုံတင်တာသူတို့ဆက်လုပ်သွားလိမ့်မယ်ဒါပေမဲ့သူတို့နှစ်ပါတီတော့အာဏာရမှာတော့မဟုတ်ဘူးလေတခြားပါတီလေလာအောင်ပါအကုန်လုံးကညုံပေါင်းအစိုးရဖွဲ့ရမှာနော်အဲ့လိုလေးတွေရှိတယ် ကဲဒီလောက်ဆိုလို့ရှိရင်နော်ဒီမှာလာကြည့်တဲ့သူတွေနားလည်ပဲလို့ထင်ပါတယ်အဲကျွန်တော် လိုအပ်လို့ရှိရင်လိုအပ်သလိုလိုက်လေးတွေလွှင့်ပြီးတော့ပြောပေးပါတယ်အဲ့တော့ပညာယူလိုချင်တဲ့သူတွေကနော်ကျွန်တော် subscribe လုပ်ထားပါကျွန်တော် YouTube channel ကို subscribe လုပ်ထားပါဝင်ကြည့်တိုင်းဝင်ကြည့်တိုင်းမှာ like ပေးဖို့တာဝန်ယူပါနော် like ပေးဖို့တာဝန်ယူပါကွန်မန့်မှာတခုခုရေးဖို့တာဝန်ယူပေးပါလို့ကျွန်တော်မြတ်တာရက်ခံပါတယ် like များများပေးလေး တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကို YouTube ကသူ့ရဲ့အလုပ်လုပ်ပုံကဝင်မြပေးလေးဖြစ်ပါတယ်။အဲဒီလောက်ဆိုရင်တော့အလုံးပဲနားလည်မယ်ထင်ပါတယ်။ည9နာရီမှာနော်ထပ်ပြီးတော့ส่งကြပါဦးမယ်။ဒီမိုကရေစီအကြောင်းတွေကိုည9နာရီမှာထပ်မှန်ပြီးတော့ဝင်မြပေးမှာဖြစ်ပါတယ်။အလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဂျိန်းတော်နေပါ